အားလုံးပဲမင်္ဂလာပါရှင်ကျွန်မရဲ့ channel လေးရနေတူတူလိုက်ပါတယ်ဒီတစ်ခါမှာတော့ဆာရည်သူမိုင်းဝီရေးသားထားတဲ့တိတ်တဆာဖွဲ့ချက်ချင်းမြတ်တာဆိုတဲ့ ဇလန်ကောင်းလေးကိုဖတ်ပြမှာဖြစ်ပါတယ်။ဆက်ပြောခွင့်ပေးတဲ့ဆိုင်းရီသူလေးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။အဲတိကံမီနတ်ဆင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဒီဇလန်လေးကလည်းအာကျွန်မအရင်ကြိုက်ခဲ့ရတဲ့ဇလန်လေးဟုတ်တယ်ပေါ့နော်။အဲ့ဒါကြောင့်တောင်းပြီးတော့ဆိုင်းရီသူစီကဆက်ပြောခွင့်တောင်းထားတာပါ။အဲဆိုင်းရီသူကလည်းဆက်ပြောခွင့်ပေးတယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီဇလန်လေးကိုဖတ်ပြမှာဖြစ်ပါတယ်။တိကံပြီးတော့နတ်ဆင်ပေးကြပါဦးလို့အားလုံးပဲအဲဆက်ပြောခွင့်ပေးတဲ့အမရောအမမိုင်ရောနတ် င်ပေးတဲ့တယောက်ချင်းနေရရောတကယ်ကိုကျေးဇူးများရင်တင်ပါတယ်အဲအလုံးမဲ့ရန်သူမျိုး၅ပါးအန္တရာယ်မှကင်းဝေးပြီးဆက်ချမ်းသာကိုကျမ်းမာလို့ကောင်းသောလူရဆန္ဒတွေပြေဝါချပါစေရှင်တေးတစ္ဆာဖွဲ့ချစ်ချင်းမြတ်တာအပိုင်းတဲ့ခန္ဓာလာတဲ့ဖြူရောင်နဲ့ထက်တိုက်ကြီးအပေါ်ထက်အခမ်းအနားမျိုးစာထဲသွင်းတိဆောက်ထားသောဖြူရောင်နဲ့ထက်တက်ကြီးအရှင်သခင်ကအငင်းစားအရာရှိဟောင်းဥဖုံးမောင် ဒူပရာဒါကွန်စတန်ရှင်အမေရအထင်ကြီးဆောက်လုပ်ရေးလုပ်ငန်းစုကြီးလူကုန်တန်တို့နေထိုင်ရာဆင့်ငင်ရက်ကကျဲပြဲလာသောခြံဝန်းကြီးနှင့်စေတနာမြစ်တာကြီးမားလာသောအငင်းကားအရာရှိကတော်ဂျီဒေါ်မီဂျီဟန်တိတ်ဆိတ်သောပတ်ဝန်းကျင်နေသာသောနေလေခြင်းအချိန်ခါအပေါ်တဲ့ဟောကမတစ်ဖွဲစာအုပ်စင်ဗီဒီယိုများစွာတည်ရှိသောဥဖုံးမောင်ဤစာကြည့်ကံငယ်စဉ်ဘဝအမတ်တရများ အမတ်တရပစ္စည်းများထားရှိရာကြားနိုင်ရင်မိမရပါသောကျေးဇူးကြီးတွေရဲ့တမဲ့ပုံကားချက်တွေကို ထားရှိရာနေရာစသောခန္ဓာကြီးကျော်လာသောဟောကမကြီးအင်ဂျီရှင်အမိန်ခွင့်ပြုချက်မရှိဘဲမြည်သူမဝန်ခွင့်မရသောနေရာယခုတော့ငင်းဆန်ခြင်းတွေအဟိစုပူခြင်းတွေဖြင့်ပူလောင်စေမဲ့ဝန်းကျင်ရဲ့ကျွလပါအောင်ဖြစ်ဖြစ်ကျွန်တော်အဲ့ဒုက္ခတာကိုလက်ခံရမယ်လေလားဒီစကားကိုကြည့်ပြောပြေဖုံးမှန် နော်ကျွန်တော်လက်မခံလက်မခံနိုင်ဘူးကျွန်တော်မိသားစုရဲ့အဝေးမှာခုနှစ်နှစ်ကျော်ကြာအောင်စူးစမ်းတိဆောက်လာခဲ့တဲ့လာခဲ့တဲ့ခုလိုအချိန်လေးကအဲ့ဒီဒေါက်တာကိုလက်ခံဖို့မဟုတ်ဘူးဖေဖေမင်းစိတ်ဝင်နေမင်းဆုံးဖြတ်တာလေငါကတော့ခိုင်းမလားဟမ်ဟာဖေဖေဘယ်လိုပြောလိုက်တာလဲကျွန်တော်ကဖေဖေသားတော့တားတရအောင်မြင်တာကိုလက်ကုပ်မတီးပေးနိုင်တဲ့အပြင်ကိုသားကိုအဲ့လိုဒေါက်တာနဲ့ပေးစားရတယ်လားဗျာမင်းလူစကားပြောကိုရှိတော့ကိုရက်တည်နိုင်နေဆိုပြီးငါ့ကိုအာခံမှုမစင်စားနဲ့ ဖေဖေကြိုက်တယ်လို့သတ်မှတ်လိုက်ပါကျွန်တော်ဘလုံးလေးနဲ့မှတို့ကိုလက်မခံနိုင်ဘူးမင်းဘာစကားပြောလိုက်တာလဲဖေဖေချုပ်ချယ်မှုတွေကိုမိနစ်တက်တော့လဲယခုလိုတာဖနဲ့ရောအော်ဂျီဟစ်တဲ့အခြေအနေစကားမများဘူးဘူးဘူးပဲဒီလောက်ပဲဖေဖေစကားကိုမကြိုက်ဘူးဆိုပေမယ့်ညှဉ်းဆန်းခြင်းမပြုပဲအချိုးအချောင်းရှင်းရဒီလောက်ရှင်းပြကတခါတည်းရင်မိမိကဈာဝန်ဆစ်ဆက်ရဘူးတိ ဘယ်တော့ကမှမိသားမိဘကိုသူတခွန်းကိုတခွန်းမအော်ခဲ့ဘူးတဲ့ကျွန်တော်ကယခုတော့ဒေါသကိုမထင်းချုံနိုင်တဲ့မိသားရင်ခွင်ကနေခွဲခွာပြီးပြင်ပမှာနာမည်တစ်လုံးဖြင့်ရက်တည်နိုင်ဖို့အားကျုံးမှန်တဲ့စူးစားခဲ့ရတာကိုယ်တော်လျင်အတီဆုံးကြောင်းတင်ငန်းတစ်ဖက်လုပ်ငန်းစတင်နိုင်ဖို့လူမျိုးမတူဘာသာမတူအတွေ့အကြုံမတူကွဲပြားမှုတွေချက်ဂျမ်းစူးစားရုံးကန်ခဲ့ရတဲ့အချိန်တွေလူငယ်တယောက်ရဲ့အကောင်းဆုံးသောပြောင်းလဲရမယ့်အချိန်ကိုဇလေးခဲ့ပြီး ကိုချရာဘောကိုရဲ့ဒီနိုင်မှုအနိုင်ပိုင်းပြီးမြင့်ချခဲ့ရခြင်းတွေအပေါ်လက်ကြလက်ကြတိုင်းစူးစမ်းပြီးပြန်ထနိုင်လို့ခုလိုမန်ဂရုကစီးပွားရေးလောကရဲ့ခြေကုပ်ယူနိုင်ခဲ့ပြီးဒီဒီချိန်တော့အပြတ်အသတ်တိုက်ယူရမယ်တာအဖဆင်ပွဲမဖြစ်နိုင်တာကိုတားဘက်ကလည်းတစ်ချိန်လျှော့မပေးနိုင်ဘူးဖြစ်ဖြစ်ကျေးဇူးကန်တားမရဖြစ်ပေါ့အဲ့ဒီဒုက္ခိတကိုကျွန်တော်လည်းမထနိုင်ဘူး ကျွန်တော်ဘဝတစ်ခုလုံးကိုအဲ့ဒီကလေးစီမှာမနှိမ့်ညွန့်နိုင်ဘူးဖြစ်ဖြစ်နောက်ပြီးသူ့ကိုလည်းကျွန်တော်ရဲ့အိမ်မူတထားနေရမှာမထားပေးနိုင်ဘူးဖြစ်ဖြစ်ဒါဟုတ်ပါမင်းမင်းမင်းခွဲထမ်းလိုက်တဲ့တားပဲလဲထွက်သွားတော့မျက်နှာပြန်ပြင်းထန်လာတဲ့ဖခင်ရိုက်ချက်ကြောင့်ငကူပီစာဆိုးရွက်ခြင်းစိတ်ကထိတ်မရ ခဲ့ဘူးအာနန္ဒာပါဝါတိတ်ပြတတ်တဲ့ဖေဖေကငငယ်ကအတိုင်းတသမီးကိုဆုံးမတဲ့နေရာမှာလက်တာထက်တဲ့ဖေဖေအကျဉ်းစရိုက်ကိုဒီတစ်ခါအသေးနာတယ်အသားနာလာရင်စိတ်ထင်တိုင်းပြောတတ်တဲ့အကျဉ်းကလူတယောက်ရဲ့ဘဝကိုရှင်လျက်နဲ့တည်စေတယ်ဆိုတာ ပြေဖို့မှန်မတွေးတော်မိခဲ့ဘူးစီကံကြီးမားတဲ့ဖေဖေရဲ့တသေးတသန်တမိတ်တအာနာကိုအမုန်းဆုံးပဲငယ်စဉ်ကလေးကချုပ်ပိုင်ခံလာရတဲ့ကျွန်တော်ဘဝကိုတနေရာရောက်မှ လူငယ်ဘဝကိုသိမြင်လာခဲ့ရတယ်။ဖခင်ရဲ့တမိန်တအာနာတွေကကိုဘဝကိုဒီလောက်ထိချုပ်ကန်နိုင်မင်မထင်ထားခဲ့မိဘူး။ဖဖေမမေကမနာပြပြန်လာခဲ့ပါအောင်ဆိုလို့အလေအပတ်သဘောနဲ့လာခဲ့မိပြီးကယခုလိုခြေတစ်ဖက်မတန်တဲ့အဲ့ဒီဒုက္ခိတလေးကိုလက်ထရမီမတိခဲ့ဘူးအတင်းကရောစီစဉ်တဲ့ဖခင်ရဲ့အမိန့်တွေကိုငယ်စဉ်က လွန်ဆန်နိုင်ခဲ့ပြီနဲ့အခုချိန်ပညာပြည့်ဝလို့ကိုစွမ်းကိုစားဖြင့်ရုံးကန်တိဆောက်လာခဲ့တဲ့မန်ဂရုပိုင်နဲ့ကျွန်တော်ကငင်းဆန်မှာမမားခဲ့ငင်းဆန်တာမမားခဲ့ဘူးလုံးဝလက်မခံနိုင်တဲ့လက်ထပ်ပွဲဖေဖေတယောက်ဖေဖေတစ်ဖက်သက်စီစဉ်တဲ့လက်ထပ်ပွဲကိုယ်အိမ်မက်တွေလင့်ပြင်းစီမဲ့လက်ထပ်ပွဲအများရှိချပြလို့မတင်တော်တဲ့ခြေတစ်ဖက်မတန်သူကိုဘလို့ဖေအိမ်မျိုးကကိုယ်ရသမီးလက်ထဲထည့်ပေးနိုင်တယ်လေဖေဖေကလုံးဝနားလည်မပေးနိုင်ဘူး မမနေရဖဖရဲ့ဆန္ဒတွေကိုရတနာဒေါ်လာရမှာမယ်လုံးဝမှီးနှိုင်းမရတဲ့တအားဖတ်တိုက်ပွဲဘလို့အရာမျိုးသားမှဘလို့အရာမျိုးကမှဂျာဝန်ဆေးဆက်လို့အကွယ်ချောင်းကိုဖာထင်းနိုင်မလဲမိမိတည်းရဲ့ရင်ဖွင့်မရတဲ့သူမျိုးအဲ့ဒီဒုက္ခိတအုံလေးကိုတွေ့တားနေသူမျိုးကိုဘကကြောတော့နောက်ခံမဲ့ခဲ့ပြီးတကူတော်တိုက်ပွဲဝင်တွန်းလှန်ရမည်ဖဖရဲ့အနာရှင်စကားတန်အမိန်ကြီး မိသားစုဝန်တိုင်း၏ထောက်ခံမဲ့ပေးနေသောတစ်ဖက်သက်စီစဉ်သည့်မျက်များတဲ့မင်္ဂလာပွဲကနေဒါအခြေဆိုင်မန်ဂရု၏ဥက္ကဋ္ဌပြေဖုံးမန်၏အမင်္ဂလာယူဆထားသည့်မနစ်မြို့စရာလက်ထက်ယူခြင်းမင်္ဂလာပွဲမင်းကငါစကားကိုမဆန္ဒလားပြေဖုံးမန်ငါစကားဘယ်လောက်မြဲတယ်ဆိုတာမင်းတို့အတီဆုံးဖြည်းဖြည်းတက်တယ်လို့ကျွန်တော်တို့ကမယူနိုင်ဘူးဒါဆိုလဲငါမိသားစုစီရင်တဲ့ကနေမင်းကိုပယ်ယုံမဲရှိရတယ်မင်းကြိုက်တာရင်း ေကင်းပြတ်ပေါ့ကေကင်းပြတ်တော့ပြေခေါင်းမှလူလူပြောလို့နားမလဲတဲ့ကောင်ဒါဖေဖေရဲ့နောက်ဆုံးလက်နဲ့လားဖေဖေတို့သူ့ဘောကျေးဇူးရှိလို့ဆက်ချင်ရင်သူ့တော်လုံလောက်မှုပမာဏပေးလိုက်ပါလားဘာလို့ကျွန်တော်ကမှလဲဒါလို့လဲဖေဖေပြောကြည့်ဒီတက်ရွေဒီလိုအခြေအနေတောင်မှကျွန်တော်အင်ထောင်ရေးကိုတောင်မိဘကချောက်ကင်မှုအောင်ရှိရမှာတဲ့လားဘယ်နည်းကိုပိုင်လက်ခွန့်ဘယ်နည်းကိုပိုင်ဆုံးပြခွန့်ဖိဖိကဒီညာတဲ့အရာရှိတယောက်ပါဗျာဖိဖိအတော်တွေပဲတိတ်လောင်နေတော့မဲလား မင်းငါ့ကိုဘယ်လိုလေးတယ်မျက်နှာပြောင်းပြောင်းနေရလဲဖေဖေလုံးဝမမြတ်တာဘူးကျွန်တော်သဘောထားကျွန်တော်သဘောထားကိုလုံးဝမမြင်ဘူးကျွန်တော်ခံစားချက်ကိုလုံးဝထည့်မတတ်ဘူးဖေဖေမတရားဘူးဘာသာမှန်ကြီးစွာကိုရင်ဘက်ကိုကိုပုတ်ပြီးပြောနေတဲ့တားငယ်ကိုဒီတစ်ခါဆိတ်ဆုံးမိရဲ့သူ့ဆန္ဒကိုမလိုက်ရောပေးနိုင်တယ်လို့ခုစီစဉ်တယ်လို့ဖြစ်ရမိတားငယ် ဖန်လေဝီကိုမိသားစုဆင်းရင်တဲ့ကားတမတ်အဖြစ်ဆင်းရင်သည်မနေ့ပြန်အချိန်ထားမနေ့ပြန်ကုန်းတော်ကြီးငါမိတ်ဆွေချုံရဲ့ရှေ့နေပြီလာနိုင်မင်းမင်းရင်ဆင်းနေမထားပြင်ပထပ်ပြီးဖို့မစင်စားနဲ့ငါဘာလုပ်နေလဲဆိုတာမင်းကောင်းကောင်းသိပါတယ်ကျွန်တော်တော့25ကျော်ပြီဖြစ်ဖြစ်ကျွန်တော်ငါစားမပြောင်းလဲတာမင်းသိတာပြေဖို့မှတော့တော့ပါတော့ဒီဖေလုံးနေရခြင်းတွေပါကွာ နာခရီတဲ့တာမွန်းချက်နေမှာမမြင်ရလို့ဖေဖေခုလိုလုံးနေရတာအလုံးကောင်းချမ်းစီချင်လို့ပါတက်တာတဲ့ဖေဖေရေးချင်မှုကိုမင်းညှင်းခွင့်မရှိသလိုညှင်းခွင့်မပေးနိုင်ဘူးတာမန်ဖေဖေကိုအတကြီးတကောကောင်းတမားလို့မြင်ပါစေမျက်တာချင်းဆိုတဲ့စကားစုကိုအထိပယ်ဖော်နေအောင်ဖေဖေစူးစမ်းနေမှာပဲတာမန်ဟုံးကနေတိတ်ချတာတော့ ဖေကြီးအဘေါ်ရစာကြည့်ကန်တကားမှကြီးဖေကြီးဤစာကြည့်ကန်ဘေးကလေသားဆောင်အကွဲတနေရာမှာလွတ်ဟန်နေသောပြတင်းပေါက်တွေချာကထပ်ပေါ်လာသောဟစ်အော်တန်တွေဘာလဲကွာငါရှစ်လမ်းနှစ်ဖက်ဖြင့်အာမလို့အာမရဖခင်ဆိုတဲ့အတိအကျကြောင့်အာမတန်လို့မလျှော့ခဲ့ရပြီးထွက်ခွာခဲ့ရပြီးမင်းနည်းနည်းလေးမှမကျေနပ်နိုင်ဒီဘာမှဟုတ်တဲ့ကောင်းလေးကြောင့်ကိုဘဝစူးစမ်းခဲ့ရတဲ့နယ်ရေစုံမျိုးရမှတဲ့လား အခမရနေစွာခက်ကြဲကြဲတောက်ခေါက်၍အောက်ထက်ကိုဟုံဒုံဆိုင်ဆင်းလာပါတော့ချေရသူကိုကိုပြေဖုံးမှန်ကြောပြင်းလေးကိုမမြင်ခွေရခနဲ့ဝေဝဲရတိုင်းနေတော့မျက်ရည်တွေကြားကစိုက်ကြည့်နေမိပါတော့လွဲ့ဝေလင်းတာဖနဲ့ရောက်စကားဆက်ပွဲတွေကိုမမြင်ခွေရကလှဟန်နေတော့ပြတင်းပေါက်တွေကြားကနေချောင်းကြည့်နေမိတော့လွဲ့ဝေလင်း စစ်စရာကောင်းတဲ့ချင်းတန်းရင်သားလေးမတော်တဆတစ်ခုကြောင့်ညာညာဘက်ခြေတော်ထိခိုက်ခံရပြီးပုံမှန်လူလူခြေလမ်းမညီညာတဲ့လွန်ဝေအများအမြင်ခြေတစ်ဖက်မတန်သူလို့မြင်စေပြီးဖုံးွယ်တိမ်ညုံနေသော အမှန်တရားတချို့တို့ကတိတော်သူက လက်ချိုးရလို့ရမည်ဒီဘဝဒီခန္ဓာရလာခဲ့သောငင်းဆန်မရတဲ့အမှန်တရားကိုခါးစီ ခါစီခံစားရင်အရာရှိဥဖုံးမောင်အိမ်ရောက်ရှိနေတဲ့တာမော်သားလေးလွယ်ဝငယ်စဉ်ကလေးကကြားခဲ့မှုတော့တိုက်ပွဲတံတွေမိုးကောင်းလွင်လို့မိုးကောင်းလွင်လို့ပြိုချပြိုချနေတော့မြေပြိုတံတွေကြောက်မဆရာခေချုံမိုးတံတွေကြားကချစ်တော်သူပြောစကားဒုက္ခိတဟူသောစကားစုသည်ကတလုံးသားဟတ်တက်ွဲဖို့ရာဤလောကမှာဒီလောက်ကြောက်မဖွယ်ရာစကားတံတွေဟာအတက်ရှူ ရက်တဲ့အထိဖြစ်တဲ့လိမ့်မယ်တွေးမထားတော့လွယ်ဝေးအချိန်တစ်ခုထိဖြည့်၍ထိန်ထားပါတော့မတန်တိငါဘက်ခြေတော်လေးကို အသာထူ၍တိတ်ဆိတ်ရနေရတော့တရွေ့ရွေ့တွားရတွားရမည်လေကိုကောင်ကငါ့ကိုမလိုချင်ဘူးတဲ့တိတ်တဆိတ်ရွေ့ရွေ့တန်တိုးတိုးလေးကလွယ်ဝေးရင်တဲ့ကဘာပြက်နေသည်အလားတိတ်ဆိတ်ချင်းကခန်းသားစာပြောကြမည်ဟင်းပျက်စီးနေသည် နှလုံးသွင်းရမတဲ့အခြေခံမှန်းကျန်ထိခိုက်နာခြင်းမှုတွေမိသူမမမြင်စေလို့ကိုကုံးမမမားကြပါဘူးကျွန်တော်ဖြစ်တည်မှုကမှားနေတာပါဗျာဝေဝဲစည်းစမ်းလာတော့မျက်ရည်ကြီးတွေကိုသိတဲ့တော့လက်လေးဖြင့်အသာအရာဖယ်ပြီးဆိတ်ရိမ်စံကိုလူငင်းချမ်းသာမှုပေးစေမိအထောက်အကူလေးဖြစ်သည့်အခန်းတောင်တနေရာမှာ ထောင်ထားသောဂီတအို လေးကိုယူရတန်းစင်တချို့ကိုပြီးခဲ့ရမည်လေတင်းကျပ်နေတဲ့ရင်ဆုံမွန်းကျပ်ပြည့်သိမ့်နေသောခန်းစားချက်ပြိုကျပျက်စီးနေသည့်ညှော်လင့်ချက်တွေကိုခေတာကျိုးပေါ်တင်၍လင့်ပြန်စေမည်ဝါသနာပါရာအစိုးရလုံးမိအိမ်မက်အများကြီးလက်ခုတ်တန်နေကြဝါသနာမသေးသည့်ဘောလုံးသမားလေးဖြစ်ခြင်းသည့်စိတ်ကူးတွေကိုတစားစီပျက်စီးစေသည့်ဒုက္ခိတဆိုတဲ့ခြေရသူထွက်ဆိုသောတော်နန်းစားလေးတစ်ခွင်း ကိုကိုဆိုရာအကိုရာဆစ်လို့ထင်ခဲ့မိခဲ့တဲ့လွယ်ဝေးယုံကြည်ရာလက်မပေါ်ရင်းရံပြိုလဲစေမိဒီနှန်စားလေးကဒီလောက်ခံစားရခမှန်လွယ်ဝေးမတင်းမိခဲ့ဘူးတောင်ပေါ်မှာရှိနေစဉ်ကလေးကနှစ်နှစ်ဆယ်နီးပါးဆေးကူးခဲ့သမျှဖျောင်းအရင်ပြောသလိုပြိုလဲခဲ့တဲ့ဆေးကူးအိမ်မက်တွေကအခန်းတွင်နေတဲ့မြင်မကောင်းတစစီပြဲချက်နေတဲ့ခံစားမှုတွေကနားရဲပိတ်တယ်ထက်နေသည့်ချစ်ရသူပြောခဲ့သည့်စကားဂီတာကိုပိုက်လို့လက်နှစ်ဖက်ဖြင့်နားကိုပိတ်ပြီးပိတ်ဆို့ တော်လဲဒီစကားကနှလုံးသားထဲဒစင်းစင်းစည်းဝင်နေသလိုခဏအတွင်းအခမ်းအမအမြင့်တွေခဲ့ပြီးဒီအချိန်လေးကိုသူမလို့ခြင်းဘူးတဲ့မိမိရဲ့လို့ငိုကြွေးခြင်းမမီတဲ့ဆိုင်ငိုတဲ့တွေကိုကောင်းကင်ပုံရောက်မိမိကိုတိုင်တယ်၍လက်နှစ်ဖက်ကိုရှက်ကင်က မျက်ရည်ကြားကတောင်းဆုပြုမိတယ်ချစ်ရသူကိုဖျားသခင်ဆောက်ရှောက်တော်မူပါ ဒီအခြေအနေကိုလိုချင်တဲ့သူမရှိတာအမမခေါ်နိုင်ပေမဲ့ဒီအခြေအနေကိုပိုင်ဆိုင်ထားတဲ့လဲဝေကတော့လူတွေကိုတောက်တက်လာသလိုဂရိသစ္စာတွေကိုလည်းယုံကြည်မှုနေပါခဲ့ပြီးတောင်ပေါ်မှာရာသီတွေရာကောင်းပေါ်မှာရာသီပေါ်ပန်းတွင်လေးဆိုင်ပြီးအသီးနှံဆိုင်ပြိုးနေတဲ့ဘဝကနေဒီလိုကြီးကျယ်တဲ့အင်တော်ကြီးရဲ့ဘဝမှာနေသားမကြသေးမီနင်းခံရရင် မတွေးခဲ့ဘူး မိမိအမှန်စကားကိုရင်ဝင်ပိုက်ပြီးဒီရင်ချင်းမှချိန်ဆမိတီကပထမအမှငယ်စဉ်ကထားခဲ့မှုနဲ့ဂတိသစ္စာစကားတွေကိုယုံကြည်ပြီးပျော်စရာအိမ်မက်လေးမက်ခဲ့မိတီကဒုတိယအမှမဖြစ်နိုင်မှန်းတိတိယနဲ့ရဲရဲနီနီရဲ့တောင်စလက်ပန်းချောက်လေးကိုခိုင်းပြီးလွန်ပြေခဲ့ရသည့်အနာဂတ်နေ့ရက်တွေအတွက်ဘလို့ရင်ဆိုင်ရမယ်ဆလိုင်းလေးမတိခဲ့ မတင်များစွာသောခရီးစကားတွေပြီးခဲ့တဲ့ကိုကိုကျွန်တော်မမုန်းနိုင်ပါဘူးဗျာရင်းရင်းနေတဲ့တောင်စလတ်တို့ပွန်လန်တိုင်းလဲဝေစီ ပြန်ရမင်းဆိုရဲမမြဲသောခရီးစကားဆိုရဲပြေဖုံးမှန်ရာသီအခုအပြောင်းပန်းပွင့်ရာသီရောက်တိုင်းတော်ပေါ်လေးတွေမြင်တိုင်းသစ္စာမတည်တဲ့သူကိုလဲဝေးမျောလင်းရင်းနာကျင်စရာအတိတ်တွေကတင်းမြုံနေပြီးထင်မိမယ်ခုချိန်ထိတော်ဝင်နေမယ်ဆိုတာလဲဝေးမတည်ခဲ့ဘူးညာဘက်ခြေတော်လေးထောက်ဖို့ ဘေးမကနေရံကိုအပြုထောက်ကရင်ချင်းသာနာကျင်မှုတောကတွေကို မြေတိတ်တက်တဲ့တောင်မော်သားလေးဆွမ်းလွယ်ဝေးအရွယ်နှင်းမလိုက်ခန်းစားကြရသောငယ်ဘဝတွင်ပင်ပန်းမှုများ တိုးရဆုံးချတတ်သောပဝန်းစဉ်ကိုဥပိ္ပခာပြုခဲ့သည်များချစ်ရသူစကားတခွင်းကြောင့်ယူတွေ့လူလူတစားစီကျိုးပြတ်ကြသောသောချစ်ချင်းတန်ရောစဉ်နှောင်ချိုးတွေအကြီးပြောခဲ့ရသောအိမ်မက်စိတ်ကူးတွေချစ်ရသူနှုတ်ဖျားကထွက်ကြလာသောဒုက္ခိတဒုက္ခိတလောဝေဘဝအနာကမြုံလင်းချက်တောင်ဝန်လေးရဲ့ချစ်ချင်းမြတ်တာတွေဒုက္ခိတဆိုတဲ့စကားတခွင်းအောင်ပြောကြပျက်စီးခဲ့ရပြီး တည်သစ္စာဖွဲ့ချက်ချင်းမြစ်တာအပိုင်းနှင့်အလုကပြန်လာဖေဖေးစာကြည်ကန်တဲကထွက်မလာသေးဘူးဆိုတဲ့မမေးရဲ့စိုးရိမ်မှုစကားတို့အစုံအပေါ်တဲ့ဖေဖေးစာကြည်ကန်နဲ့ဝင်လို့ဖေဖေးရဲ့တောကတွေကိုဆန္ဒမိသည်လက်ခံနိုင်ခြင်းမရှိတဲ့အငဲကောင်ဖုံးမှန်ရဲ့အပြုအမူတချို့ကြောင့်ဖေဖေးနဲ့ဖုံးမှန်ကြတောကများရသည်မမေးအင်းတွင်းမိသားစုအရင်းမှုမျက်ကမပြုနိုင်တဲ့တာကြီးကျွန်တော်ဖုံးမြတ်ဟန်ဖေဖေးတားလေလားလေးတားကြီး တို့ဖမမန်အဖြစ်မှန်ပြောချာပြောပြချင်ရအောင်ဒါဆိုငင်းလေးပေါ်လေခုလောက်ထိခါးသီးမှဟုတ်ဘူးပဲပဲတားတို့ပြောချမလားမပြောနဲ့ဒီလောက်ကျေကျေကနဲ့ကောင်ကိုဘာတစ်ခုမှအတိပေးစရာမလိုဘူးအဲ့ဒီအဲ့စကားဒီမှန်ထားခဲ့နော်ဘယ်တော့မှမဟာမင်းစင်းနဲ့ဟုတ်ကဲ့ဖေဖေတောင်းငယ်လေးရောငင်းလေးခင်းနေမှဂီတာလေးနေရဲ့ဖေဖေအေးအေးသူလိုအပ်တာလုပ်ပေးလိုက်တားစီဖေဖေတို့သူ့ကိုဆောင်းဆောင်ရမယ်ဟုတ်ကဲ့ဖေဖေ ပိတာစုနဲ့အတိုက်ခံလို့ပြီးပြပြမှာခုနှစ်နှစ်ကြာပညာတော်တရင်ကိုပိုင်ကုမ္ပဏီကိုမိဘဆွေမျိုးအကူအညီမပါဘဲမန်ဂရုအမည်တစ်လုံးဖြင့်ကနေဒါအခြေစိုက်တွင်းကုန်ထုတ်ဝေလုပ်ငန်းအလက်ထရောနစ်လုပ်ငန်းများစွာကိုခေါင်းဆောင်နိုင်သည့်ဖုံးမှန်ကိုချေတော်ပေါ်ကိုယုံကြည်ရာကိုရည်တည်နိုင်အောင် ိုးကျိုးစားခဲ့တဲ့ပြည်ဖုံးမှန်ကဖြဖြီလိုမနာကြည့်ပြီးမမခဲ့တာမဆန်းဘူးလေ။ကွဲဝှက်ထားတဲ့အမှန်တရားကိုတိ့ွက်မရသေးတဲ့ဖုံးမှန်ကစကားတွေလွန်းကုန်ပြီးအမားတွေဖြစ်ကုန်ပြီးတနာစရာဘွားကိုတယောက်တည်းရုံးကန်နေရရှာတဲ့ငယ်လေးကရိုးသားသလောက်အမက်သေးချေတိတ်ကြီးသည်အငဲကောင်ဖြစ်မှန်တရားမှဖြစ်မည်ငယ်လေးအခန်းရှိတကားခေါက်မီအလိုမျက်နှာချင်းဆိုင်ကညီငယ်ကကားတော့ကိုလက်ကလှဲ့ပြီးအပြင်ထွက်မဲ့ဝယ်စားဒီဇိုင်းမှုဘယ်တော့မှ ဘယ်တော့မှဘယ်သားမှမမေးဘူးတဲ့ညီကိုနှုတ်ကဖွင့်မိမိသည်ဒါပေမဲ့မို့လဲဖုံးမှန်ကျွန်တော်ကမိုင်းရဲရမို့လားထိမှုစူးစမ်းနေလားအကို အကြီးကောင်ဖေဖေကအပြင်ထုတ်ကုန်မပြူထားဘူးလေပြဿနာမရှာပါနဲ့လားငါညီရငါပြဿနာရှာနေတာလားအကြီးကောင်ပြဿနာရှာတာခံရတာငါပါအကိုရအဲ့လိုကလေးကိုလက်ထက်ရမယ်နဲ့နင်းတွေးကြည့်ငါရေးရေးရှာနေကြမှာအချိန်မီစူးစမ်းလာခဲ့တာဒီလိုဖြစ်လာဖို့မဟုတ်ဘူး ငါနေရမှာဆန်းစားကြည့်ကြပါဟာမဟုတ်သေးဘူးငါနေရတဆုံးကြမင်းနောင်းနေတာမှာပါခုတော့ငယ်လေးကိုထိတောက်ရှင်နေစကားမပြောမိချင်နဲ့ဖုံးမယ်ရငါတို့စကားများထောင်မှာဖုံးမယ်ရတော်ပြီကိုငါရဲ့ဆွှဲရှင်နေလို့လက်ထောက်ပေးပြီးမှဖေဖေပြင်းမထောက်ခွင့်ပေးမင်းနဲ့ငါဘာလို့ရမလဲထင်နေရင်ဒီလိုနေရာမှာတဆက်ကန်အောင်မနေချင်ဘူးတိလားဖေဖေလို့ပုံကတိတ်မှန်းနေတယ်မင်းထင်နေရင်ငါနဲ့စကားလာမပြောနဲ့တောင်းမယ် ေါသတကြီးစိတ်ဖြင့်ပခုံးကိုတိုက်ချထွက်သွားသောဖုံးမှန်ကိုစိတ်မဆိုးနိုင်မိသားစုတွေအစဉ်ပြေစီခြင်းပြီးမိသားစုဝင်တွေကရောက်ကဆဖြစ်တိုင်းအိမ်မှရှိနေသည့်ငွေလေးကိုအားနာရသည်ဘာမှမသိတဲ့ကလေးပင်မနဲ့ကျင်ခဲ့ရတဲ့လက်ငွေလေးဆော့ဆော့ပြန်လာတော့ဖုံးမှန်ကိုယ်ကမလို့ကျနာအတိသာကြီးကိုကျွန်တော်လည်းရှေ့ဆက်မတိုးဘူးမတိုးဘူးလားလို့ရှေ့ထဲကရေရွပြီးသူ့ရှေ့ခြေကြောင်ရောက်ဖို့ခက်ခဲလွန်းနေပြီး ထုတ်တဲ့သူမျိုးဘယ်နေရာမှနေရမလဲသိတယ်ဘယ်လိုလူမျိုးကမှတန်ဖိုးထားမပန်းစင်စင်နဲ့ထုတ်တဲ့သူတွေဘဝကခက်ခဲမဲအစကတည်းကဒီလိုဒီနေရာကိုချိန်မချစင်နေတာပါ ခုလိုပေါ်တင်မှုခံရတော့ပြောမပြောနိုင်ပေမဲ့ရှိစုမဲစုတိတ်ခါလေးတွေငှက်ကပ်ပြီးအဆက်ကြီးဆက်ရသည်ဘသူကမှမိကိုယ်လိုစိတ်မရှိတဲ့ကျွန်တော်ကဒါအမွေဝေစုမှလည်းမမှန်မောသလိုကျွန်တော်အပေါ်ကျေးဇူးကျေးတွေကြောင့်အမှန်နေဖို့လည်းမလိုပါဘူးဗျာဟာငယ်လေးကိုကိုကိုကြီးလာခေါ်လားညောင်စားရအောင်နော်ဟုတ်ကဲ့မြမစကားကိုတိုင်းရင်းသားအတန်ရော့ဆက်ပြီးထွက်ပေါ်လာတဲ့ အတန်ဝဲဝဲတို့ဟာချစ်စရာတာမာသားလေးမိသားစွာကားပြားရုပ်ကလေးပေါက်နေတော့လဲဝေလေးကဖြူဖြူဥဥလေးတိမ်မသောခန္ဓာကိုယ်နဲ့လက်ဖက်တော်အသားရည်တို့ကဖြူနှုတ်စွာတိတိတောင်းနဲ့ချောင်းလေးတွေကတာယာတဲ့ဂီတာကံကိုဖော်ကျူးတယ်မှအင်ရမတိရတဲ့ဂီတာပါရမီပါတဲ့ကလေးလေးပြိပုတ်ရှည်ရဲ့ဒီဘုခက်ခဲလာတဲ့ထိုးတဲ့ချင်းဆိုတဲ့အရာကိုဘယ်အရာများကြောင့်လဲတိနေရတဲ့ကိုမှမတက်တာလားအနာရပြန်နေလဲဝင်ရဲ့ ကောင်းလို့သေးတယ်ငယ်လေးစမ်းနေကိုကိုကြီးရဲ့ပြန်လို့ပုံမယ်ငယ်လေးရေချိုးကောင်းဆောင်ထားလို့ပေါ့ရောင်ရောင်ဖြစ်နေတဲ့ငယ်လေးစံသားလေးကိုကလေးငယ်လေးတခွဲခေါင်းလေးပေါ်လက်ပွင့်နေမိသည်ယူသားလေးနဲ့ငယ်လေးကအလုံးလေးတစ်ပုံဖြင့်ခေါင်းရင်းကငင်းပယ်နေတော့ဆေးမကောင်းဖြစ်ရသည်ချောချောကဖုံးမနေစပြောစကားများဒီကလေးကြားသွားသလားမတွေ့ရဲ့အနာစိတ်တို့ကြောင့်ဒီကလေးမပင်မစီစဉ်တော့ကိုမိသားစုအရေးအာဝါတာအောင်အေးစမ်းပါစေရောငယ်လေး ဟောတားငယ်လေးတို့ဆင်းလာကြပြီပါတော့လာပါတော့ဟုတ်ပါလာတတာဖေကြီးနာလားထိုင်ဟုတ်ကဲ့ဖေကြီးဖေကြီးတို့အိမ်မှာနေရရအဆင်ပြေတာတစ်ခုခုရှိရင်ဖေကြီးကိုပြောဒါမှမဟုတ်တားမြကြီးကိုကိုကိုကြီးကိုကိုပြောရမယ်နော်။နမီအခန်းထဲမှာအမြင်မနေနဲ့။ကိုကိုကြီးနဲ့အမြင်ထွက်လေပါလား။ကလေးရဟင်။လူအလေး အနေနဲ့ဘွားကပဲကောင်းပါလေဖေကြီးဖေကြီးတို့မြစ်တာကိုကျွန်တော်ခံစားမိပါတယ်ကို့အချင်းကြီးကိုသာအတိဆုံးမို့ဖေမမထွက်ဝံ့ဘူးဆိုတဲ့စကားများကိုမျိုးသိခါခေါင်းငင်ပြန်မိသည်ဟုတ်ကဲ့ဖေကြီးနောက်နောက်မှဗျဟုတ်ပါပြီငယ်လေးရာတိတယ်နေမှလိုက်တာကောင်းမမကမင်းနေပြီအင်းခေါ်လာပါအင်းခေါ်လာခဲ့ပြီတဲ့ကိုကိုကြီးတို့ရင်လက်လှယ်ပါအောင်ကနောက်မှလိုက်လေပါမင်းကိုကိုကြီးမမနဲ့တတိယပါတယ်ဗျာ တားငယ်ကမင်းကြီးတို့ကိုမခွင်းနိုင်ဘူးတဲ့ကဲလာတော့တားတော့မမီမင်းညစာရပြီတဲ့လာတားငယ်အကြိုက်လေမင်းကြီးချက်ဖိုင်ထားတယ်တိလားဟုတ်ကဲ့မင်းကြီးကိုကိုကလည်းဒီငါလူတွေသူ့ဘောမေတ္တာစေတနာပြည့်ဝမှန်တည်ရတော့အတိုင်းမတိဝန်တာမိသည်ကိုကိုကကလွဲဒီငါလူတွေသူ့ဘောမေတ္တာစေတနာပြည့်ဝမှန်တည်ရတော့အတိုင်းမတိဝန်တာမိသည်ဒါနဲ့ တောင်းတော့တောင်းချင်ရင်တောင်းဖို့ကိုကြီးကိုပြောတော့ဘာမှအားမဆရာမလို့တောင်းရဲ့ဒါကတောင်းမှုသားစုပဲဆိုတာသိထားရမယ်နော်ဟုတ်ကဲ့ဗျရှင်လျာတော်မြတ်ကစားပွဲမှာအငယ်ကောင်ဖုံးမယ်မရှိကြတာနဲ့မိသားစုစုံလင်စာအမျိုးအမည်မသိပါတော့ဈေးကြီးသောစားကောင်းတော့ဖွယ်အမေမေတောင်းဟင်းလျာများခင်းကျင်းထားတဲ့ညစာစားပွဲကတောင်မော်ကတောင်းတောင်းဟင်းရဲ့ဟင်းမျိုးစုံဖြင့်စားတော့ခရာကြီးညစာစားပွဲကိုမမီခဲ့ဘူး တားတော်မို့ပြင်ကျင်နေတားဒီမှာမနေတော့ဘူးဖေကြီးတားလို့တော့ခိတာတရားအတွက်ဒီလိုကြီးမြတ်တဲ့ဆိုင်ရင်ကြီးတဲ့မနေဝတ်တော့ဘူးဗျာထောက်မပြောပြတဲ့စကားလေးကိုအချိန်နဲ့ရရပေါ်မူတည်ပြီးမျိုးတိတ်ခဲ့သည်တားနေတဲ့ထဲစားနေတားရယ်တားဆောင်နေတာမေကြီးအားမရလိုက်တာဒါငါးပေါင်းလေတားနေတိတ်ကြိုက်တာမဟုတ်လားမေကြီးအယွန်းနဲ့ပေးမယ်လေဟုတ်ကဲ့ဗျာဟာတူတားနေတာချစ်စရာလေးဟုတ်ပါရှင်တကယ်ကလေးလေးမိသားစုထမင်းဝိုင်းမှာဘေးတဆိုင်ဖြစ်တဲ့ ကျွန်တော်အလိုလိုလို့နေရခက်စွာတာမောသားငားကြိုက်တဲ့သူမို့တနေ့တမျိုးမရွရအောင်မိကြီးကစီမံကနေ့တိုင်းငားရင်းပအောင်ချက်စီသည်ဖင်ကြီးကသဘောတူစကောင်းနေတာကိုကိုမပါတော့ပြောချင်မိသားစုများသာစားပွဲလေး ငယ်ငယ်ချင်းဆိုလိုလောကကံဘက်တောင်စစ်တယောက်သာရှိသည်ငယ်ငယ်ချင်းပြပထွက်အကြောင်းတရင်အလောကံကျူးစားခဲ့ရသည်များချီကျူးထောပနာပြုရာဆိုလိုလေဒီကောင်းဝဲရှိသည်ဒီလောက်အောင်မြင်နေရတာဖေဖေဥဖုံးမောင်မျက်လုံးတဲတော့တင်းငယ်နေတော့မယ်ဘယ်တော့မှသားကိုထင်မကြီးသလိုချီကျူးစကားတခွန်းတောင်မှဟားခဲ့ဘူးအရာရှိရာတွင်းကိုကျမရဲ့ကြောင့်အနားယူလိုက်ရပေမယ့်အကြီးကောင်ဦးစီးလုံးနေသောကားတင်သွင်းသည့်ကုမ္ပဏီထောင်ပြီးဖေဖေကအခြေတဆိုင်လုပ်ကင်နေသည် တောင်းမချီးကျူးတယ်လို့အမေတီးတန်းတော့ဖေဖေကဘာမဟုတ်တဲ့ဟိုကလေးကိုကြားတသားတဲ့သားနေတာမြင်မကောင်းဘူးဖေဖေကချစ်ပြလေကျွန်တော်ကသူ့ကိုကြည့်မြလေအရင်ကတည်းကအဆင်ပြေချမ်းမွေးမရှိတော့တအားဖဆက်ဆံကြီးကခုအဲ့ဒုက္ခဒုက္ခအိုးလေးရောက်လာမှဖေဖေကငယ်ငယ်ကငယ်စဉ်ကတတွေးတတန်တမိတ်အာနာကိုငါအဖေးဆိုတဲ့ဆိုင်းဘုတ်ကိုလက်ခံထားပြီး တာတန်းကြီးတွေကိုချုပ်ကင်နေပြီးဖေဖေစကားနားထောင်တာအကြောင်းမဟုတ်ပေမဲ့အဲ့ဒီဒုက္ခအိုးလေးကိုတော့ကျွန်တော်ခုံဝင်နေရမှာမထားနိုင်တာအမှန်အများအမြင်မှာထုတ်ပြဖို့တောင်မသိတော့ဒီချုပ်တဲ့သူမြန်မာစကားတောင်ပြပြကားကပြောတတ်ရလားမေးကြည့်ပါဦးလိုအပ်တဲ့ငွေကြေးတချို့ပေးပြီးနေ့ရက်ပြန်လွှတ်ပြီးတော့ပြီးရောကိုဘာမှမဟုတ်တဲ့အဲ့ဒီဒုက္ခအိုးလေးကိုတရားဝင်လက်ထပ်ယူရမယ်တဲ့တင်လိုက်လေဖမ်းမှန်ဘွားဒီလိုတော့အကုန်ဆုံးမခံနိုင်ဘူးအဲ့ဒီဒုက္ခအိုးကိုလည်းမသိနိုင်ဘူး မနေ့ကကြာရောက်မဲ့မင်္ဂလာပွဲကိုဖျက်မရရင်တောင်ဖိဖိစိတ်တန်းကြနေပြီးတရက်ပေါ့ဒီဆက်ထဲဝန်ပါလာမင်းမင်းကိုလည်းတနာမိတယ်တောင်စင်းနှင်းချင်းတွေကမြို့လေကစူးစူးညံ့ညံ့ပွဲစီလာသည့်ဘားတစ်ခုမှာတောက်ပြီးရင်ဖွင့်ဖို့မနေ့ကအတွက်ကြိုးတင်ပြီးခန်းစစ်အပြင်ပြန်လည်တိုက်စစ်ဖွင့်နိုင်ဖို့ပါတံပြင်ရမည်ပြီးပုံမှန်ဘဝဘာအမှားမှမလုပ်ဘဲအင်တောင်တွေဘဝမရောက်ချင်တာအမှန်ပဲချင်းချူထားသော ဘားကိုရောက်တော့မရောက်တာကြာပြီဖြစ်တဲ့အမိမြင့်ရဲ့တိုးတက်မှုကိုကြည့်ပြီးနောက်တစ်ခါပြန်လာဖို့အချိန်မတေချာတာမို့တခါတည်းနှုတ်ဆက်ခဲ့ပါတယ်ရွှေရံကုန်ကြီးမိအောင်ဖျက်ဖျက်တွေကြာပွဲစီလာတော့ပြုံးမတီကညာတွေဆုံလာတဲ့ဒီနေရာမှာလိုအပ်တာအကုန်ရနိုင်ပေမဲ့ကျွန်တော်ကလာရောက်ပြောပါတာမဟုတ်တော့မျက်နှာပြေးလာတဲ့ကညာမျိုးတွေကိုလက်ခါပြီးညှင်းမိသည်တောဆွင့်ဝင်လာရင်မြင်တာနိုင်သည့်နေရာမျိုးကိုရေးထိုင်ပြီးတောက်ဆရာရမကာတစ်ခုခုနဲ့ပြက်တံရအချို့ကိုချွေးသိမ့်မိသည် ပြင်းရှာရှာစီစဉ်လာတော့ရမကာတဲ့ပြဿနာအချို့ပါအလိုလိုပပြသွားရင်ကောင်းမှပဲတွေ့ရင်အပြုံးမမြင်တဲ့အပြုံးလိုကမျက်နှာမှာထင်ဟပ်စွာနားထဲမှာစီစဉ်လာတဲ့တေးတန်ချိုချိုတို့ကြောင့်တစ်ချက်တစ်ချက်ခြေောက်ကိုပြင်းနေရင်လူငယ်ဘဝကိုပြန်တန်းတမိသည်ဟဲ့ကောင်ဖုံးမှန်အေးရလာပြီလားကြောင့်ဆက်ခိုင်ကားကမှဒါမှလည်းမှန်လေဖုံးမှန်ကပြောစရာရှိလို့အပြင်ထွက်လာပါဟုသော စကားကံအဆုံးဆုံးနေကြ ဘာမှစောင့်နေပြီဆိုလို့အင်ကိုခွန်းတောင်းပြီးဂမန်ကတန်းထွက်လာရသည်ဒီကောင်သူ့ဖဖကြီးနဲ့ညှိကုံပန်းပြီးညှိကြပြန်ပြီထင်တယ်။နင်းနဲ့ချင်းဆိုင်မရတဲ့တာအဖလို့ကျွန်တော်အမိတက်ပေးထားတာမမဘူးပဲ။အင်ကရစီကန်ကြီးသူတယောက်ဖုံးမကလွတ်လက်လွတ်လပ်မှုဖြင့်ကိုပိုင်အကြီးချင်းကိုအသုံးချသူမတူညီကြတဲ့လမ်းတွေပေါ်ကဘုံမှန်တို့တာအဖဆုံနေဆုံထက်တဲ့လောကကြီး အနက်ရောင်ပင်ကိုအတွင်းကမိုင်းညွညွတိရှက်ကိုအပေါ်ကအနက်ရောင်လေတာလေလေတာသားဂျက်ကက်ဖြင့်တွဲဝတ်လာတော်ဖုံးမှန်ကနိုင်ငံခြားသားလူလူမော်ဒယ်လူလူမြင့်မားနိုင်တဲ့အရာအမောင်တည်ငြိမ်တဲ့သူဟန်တွေ့ကြောင်း၂၅နှစ်ဆိုတာဘယ်သူယုံနိုင်မလဲဒါထဲမှာပြုကညာတွေရဲ့အကြည့်စုစုအောင်တစ်ချက်ကြည့်လိုက်ရင် ဒီဘားမှာဘုံမှန်ဖဲစပွဲဝိုင်းမှန်ထိုင်းနေလဲမင်းဆရာမလို့တင်းငိမ့်နေတဲ့သူဟန်ကိုကအလိုလိုဆွဲဆောင်နေတယ်လို့လို့အန်ကန်နဲ့ညီလာပြန်ပြီလားအေးဒီတစ်ခါပွဲချင်းပွဲကောင်းမယ်သူပြက်ကိုပြက်ပဲဟာမိခါကမဟုတ်သေးပါဘူးဟာဘာလို့အဲ့လောက်ပွဲချင်းပွဲပွဲကြည့်သွားတာလဲဒါကောနောက်မှမင်း cheers မြန်မာပြည်ပြန်လာတိုင်းပွဲကြီးပွဲသေးကအမြဲဖြစ်နေကြမို့ငယ်စဉ်ကတည်းကနှစ်သိမ့်အားပေးလာခဲ့တာခုထိ cheers လုပ်ပြီးမျောချလိုက်တဲ့ အရှင်ကြောင့်ယူဝေးနေတဲ့ကောင်းကိုတစ်ချက်ခါရင်သူစစ်ကိုရင်ဖွင့်ချမိတော့ဒီမနေ့ပြန်ဖခမဲတော်ဤတစ်ချက်လွဲ့အမင်းအကြောင်းအဲ့တော့မင်းဘာလို့မနေမင်းကြီးငါမသိတော့ဘူးတော်ဆဲငါငင်းလဲလို့လေညင်းလို့လည်းမရဘူးနောက်ပြီးအဖေလုံးနိုင်ခွင့်ကိုမင်းလည်းတည်သားပဲအဖေကမိငါလက်မထိုးရမယ်နဲ့ဟာယူရှင်ကပဲကွာမင်းပြောပါ냐ဆိုအဲ့ကလေးကငင်းသိမ့်မပုံပဲနောက်ပြီးအန်ကယ်ကလည်းအတော်ချစ်ချာတာပဲ အန်ကကိုတိလာတဲ့တခြားတော့အန်ကမြင့်ရတာဒီကလေးပေါ်ပဲရှိမှန်ထင်တာပဲမင်းတော့ဘေးစံတန်ချက်ပဲအဲ့ဒါစိတ်ညစ်တာပေါ့ကွအဲ့ကလေးကခြေတစ်ဖက်မတန်ဘူးပေါ့စေဟာဖုံးမန်အေးဟုတ်တယ်အဖေကငါ့ကိုအဲ့ဒီဒုက္ခိတဝမှာယူစေချင်တာလေကွာမင်းပြောစီကွာကနေဒါမှကြိုးစားလာတယ်များတဲတဲရည်သွင်းဖြစ်မျိုးဘယ်ခင်မျိုးကများကိုယ်တော်သမီးကိုခုလုံစီစဉ်တာတွေ့ဘူးလားတောက်ရင်းနာတာကွာဘာလို့လဲလဲအန်ကက အကြောင်းအရာတချို့ကိုဖော်မှန်ကြည့်စုံစမ်းကြည့်တော့ငယ်ရဆန်ကအတူနေလာခဲ့တဲ့ကျေးဇူးကြီးကြောင်ဆိုတာကလည်းရေရရဘာမှမရှိလာဘူးခုံတိတ်ခံနဲ့ဂတိစကားကိုတံပိုးထားရလွန်းတဲ့အန်ကဲမှာအကြောင်းအရာတစ်ခုခုရှိနေမလားဆန်းစစ်တွေ့တော့မိပြီးဖော်မှန်ကိုတေချာမေးတော့ခေါင်းသာခါခေါင်းခါသာပြန်သည်အန်ဒီကဘာမှမပြောဘူးလားဒီကိစ္စဟာရင်းတိတာကိုဖိဖိကိုလင်းစားနိုင်တဲ့သူငါတို့မိသားစုတွေဘယ်သူရှိလို့လဲနောက်ပြီးမမရတာ ဒုက္ခကိုတိတ်ချင်တာရဲ့ငါမှထွက်ပေါက်မဲ့နေတာပါကွာအကြီးကောင်လည်းမကျေနပ်ဘူးကွာငါ့ကိုဝိုင်းဝန်းနားချနေသူတိုင်းကိုမကျေနပ်တာကွာရှင့်လားပေါ်စစ်မင်းတို့ကြီးငါဘဝငါဘဝရင်ဆောင်ပြောရတာမှလားကွာအဲ့လိုလည်းမဟုတ်သေးဘူးလေကွာငါတို့တခုခုစဉ်းစားကြတာပေါ့ဘာပြောပြောကောင်းကောင်းခါပြီးစက်တိုင်းမော့နေတော့ဖုံးမှန်ကိုတားပြီးမနေ့ကမရောက်မဲ့တခုခုဖြစ်မှအကုန်ပြဿနာရှုပ်ကုန်ပြီ မိမလေးကကင်းရှင်းတဲ့ဖုံးပြည့်ဖုံးမှန်ကျောင်းတဲ့ကလေးကကိုချေတော်မကိုရက်တည်နိုင်အောင်အမြဲကြိုးစားခဲ့တဲ့မန်ကြီးအိမ်ပေါင်းကြီးကြောင့်ကြောင်းရင်းကိုမကြိုက်တဲ့ပြည့်ဖုံးမှန်တယောက်တစ်ခါရင်ဆိုင်ရမည်ပွဲကမသေးတာလားကွာပြီးဘယ်လိုလုပ်မလဲဖုံးမှန်ဘွဲကမင်းကျေဆိုရောက်ပြီငါလက်မထိုးပြီးယူမယ်နောက်ပြီးငါကွန်တော်မှသူ့ကိုခေါ်သွားပြီးငါဒီပထတော့မယ်အဲ့လိုလည်းမဟုတ်သေးဘူးဖုံးမှန်ရ तू ကလူလေးကွာမင်းတို့တောက်ခါကြာဒါဆိုင်ကမဟုတ်တာ သူ့သူ့အတွက်လည်းငြင်းရမလီကွာလို့ပဲသူ့ကြောင့်ငါခုလိုအကြိုက်ရိုက်ကုန်ရတာသူ့ကိုလက်မှတ်ထိုးယူပြီးတော်မရော့ပေါ့ကွာခုလိုဒုက္ခိတကိုငါအလေးရှိချပြပြီးဒါကျွန်တော်မျိုးသားပါလို့ချပြရမလားဝေးသေးဒီကမဟုတ်သေးပါဘူးကွာ